ဘဝနဲ့စီးပွားရေးကိုချိန်ကြီးဖို့အချိန်စီမံခန့်ခွဲမှုကအဓိကကြရဲ့ဒီနေ့ကို12နာရီအလုပ်လုပ်တာကကောင်းပါတယ်ဒါပေမဲ့ထိရောက်တဲ့8နာရီအလုပ်လုပ်တာကပုံပြီးတော့မှကောင်းတယ်ငွေကိုအဓိကမထားဘဲတန်ဖိုးဖန်တီးမှုကိုဦးစားပေးပါဘဝပျော်ရွှင်မှုနဲ့ဝေငွေက တွဲလာပါလိမ့်မယ်။စီဝါရေးမှာအန္တရာယ်ယူရဲဖို့လိုပေမဲ့မိသားစုကျမ်းမာရေးကိုတော့ဘယ်တော့မှရှော့မတွက်ပါနဲ့။အောင်မြင်လူတိုင်းမနှက်စောစောထပြီးတော့မှနေ့စဉ်အလေးချစ်ကောင်းနေနဲ့စတင်တယ်။လေ့ကျင့်ခန်းလုပ်တယ်။စာရိုက်ဖတ်တယ်။ planning နဲ့ဆွဲတယ်။အဲ့ဒါတွေကပဲသူတို့ဘဝကိုပို့ပြီးတော့မှ ပို့တက်စီတယ်ဘဝမှာရေရှည်ရီမှန်းချက်တွေထားပါစီဝါရီကို၃နှစ်၅နှစ်၁၀နှစ်အထွတ်မြင်ပါအမြန်ချမ်းသာခြင်းနဲ့စိတ်ကောင်းရှုံးနေစီတယ်ဘာကြောင့်လဲဆိုတော့ကိုကအမြန်ချမ်းသာခြင်းပေမဲ့အမြန်မချမ်းသာတဲ့အခါမှာဘောသာဖြစ်တယ်စိတ်တွေဒီတော့ရှုံးနေလို့ရရှိစီဖောက်တယ်ပုံမှာသစ္စာရှိပါလား သူတို့ပြောရွှင်နေရင်ကိုယ့်ရဲ့လုပ်ငန်းကပိုအောင်မြင်လိမ့်မယ်ပြောရမယ်ဆိုရင်တော့သူတို့ကကိုယ့်ရဲ့လုပ်ငန်းကိုပံ့ပိုးပေးနေလို့ရအချိန်စွမ်းအားငွေကိုဉာဏ်ရည်နဲ့သုံးပါအလုတ်များတာနဲ့အလုတ်ထျောက်တာတိတ်ကိုခွာချပါလိမ့်ကြာရှုံးမှုတိုင်းကသင်ခန်းစာပါစီးပွားရေးနဲ့ဘဝမှာပြန်ထနိုင်တဲ့စိတ်တက်ကအောင်မြင်မှုရဲ့ တော့ချက်ပါမိသားစုကျမ်းမာရေးလုပ်ငန်းဒီသုံးမှုကိုချင်းဝင်ရှာညောင်ထိတ်ပါတစ်ခုပြည့်ရင်တခြားနှစ်ခုလည်းလှုပ်ခါသွားတတ်တယ်ကိုယ့်ရဲ့တန်ဖိုးကိုအမြဲတမ်းမြင့်တင်ပါကိုယ့်ဤကိုယ်သွေးအထွေအကျုံဉာဏ်ပညာဒါတွေကဘယ်အချိန်မှမပြုတ်ကျနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေပါဒါကတော့ကျွန်တော်တို့ငယ်ရင်းကျွန်တော်မိတ်ဆွေတွေ ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုရင်းသာဖြစ်ပါတယ်။ကျွန်တော်ဒီငယ်တွေနဲ့မိတ်ဆွေတွေခါလေးနေ့တစ်နေ့ပြပရွှေရွှေနဲ့ဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။